ဲလူသားလေးရေနဲ့ပတ်ပြီးအလုံးခံလိုက်ရတာဆိုတော့ဒေါသထွက်ပြီးနိုးလာတော့လေ။ဘာလဲကွာမင်းတို့လေ။ကျွန်တော်တို့ဒီပါလုံးတဲလူသားကြောင့်ဒုက္ခရောက်ကုန်ပြီဗျ။အဲ့ဒါကိုကြင်ချင်းရွာကနေထွက်သွားဗျ။ဟာဟာငါကဘာလို့ထွက်သွားရမှာလဲကွာ။ထွက်သွားချင်းမင်းတို့ရွာသားတွေထွက်သွားလိုက်လေ။မင်းတို့ရွာသားတွေထွက်သွားတော့ဒီပါအောင်ငါလွယ်လွယ်လေးနဲ့အပိုင်သိမ်းလိုက်ရုံပဲကွာ။ တူပေါင်းတယောက်အခန်းထဲမှာသူ့အမေကိုဆေးဆိုပြီးထမင်းမစားဘဲနင်းနေတော့လေတူပေါင်းအမေကတူပေါင်းတာထမင်းဆိုင်အောင်ထွက်ခဲ့ပါအောင်ကွတူပေါင်းကတော့ဆေးဆိုးနေရဆိုတော့မစားတော့ဘူးမေတားပဲမစားအမေအမေသားလေးအမေကိုဆေးဆိုးနေရပေါ့ဟုတ်လားအမေကရိုက်ချင်လို့ရှားရတာမဟုတ်ပါဘူးငါသားရဲ့နော်လာလာလိမ့်ပါရဲ့လာအမေနဲ့တူတူစားရအောင်ဟာဗျာမစားပါဘူးဆိုအမေကလည်း အမိပါသာစားနေတော့တားတော့အိပ်ပြီပဲတူပေါ်လည်းအဲ့လိုပြောပြီးတော့စိတ်ဆူဆူနေအိပ်ပျော်သွားတော့တယ်သူသားအကြောင်းသိနေရင်တူပေါ်အမိကအင်းဟုတ်ပြီဟုတ်ပြီညာဘိုက်ဆိုင်စားလို့ရအောင်လို့အမိတမင်းနဲ့ဂျန်နားမယ်နော်ဒါဘိုက်ဆိုင်ထစားနော်ဂျန်လာတာတူပေါ်အမိလည်းအဲ့လိုပြောပြီးတော့အိပ်ရောင်ဝင်သွားတော့တယ်နယ်တော်တို့ဘောတရားအိနေရာကနေဗိုက်စာအနေနဲ့ မိဘကန်လေးကိုရောက်လာတယ်။ဟာဘိုက်စားလိုက်တာကွာ။ညနေကအမေကိုဆေးဆိုပြီးထမင်းမစားလိုက်တာ။အခုဘိုက်ကတော်တော်မြည်နေပြီ။ဘိုင်းရှိလည်းမသိဘူး။ပျော်ပျော်ဆူဆူနဲ့အောက်ဆောင်ကိုဖွင့်ချင်တော့သူကြိုက်တဲ့ဟင်းကိုတွေ့တာနဲ့ပျော်သွားတော့တယ်။ဟာဘိုက်စားနဲ့ဝါသားပုံးရည်ကြီးနေရတော့ OK မှာဆူပြေပဲဟိ။အပီဆွဲပြီပဲ။တုပ်ပေါ်လည်းအဲ့လိုနဲ့ထမင်းနဲ့အားရပါရစားတော့တယ်။စိုင်းနေနေမှာတုပ်ပေါ်ဟာ နေ့ကအဖေလည်းလည်းသွားမှာဆိုတော့ဟင်းနေနေတော့ခြံနာခဲ့မှာဖြစ်မယ်။မောင်ရင်ဘိုင်ဟောင်းလောင်းနဲ့သွားနေရလိမ့်မှာ။အဲ့လိုတွေ့ပြီးသူ့အဖေအတွက်မနေ့ကရင်စားဖို့ဝတ်သားရင်နည်းနည်းခြံနာပေးလိုက်တယ်။နောက်နေ့ရောက်တော့တုပ်ပေါ်အမေကဒါတုပ်ပေါ်မနေ့ညဟင်းတွေကိုစားပြစ်လိုက်တာလားတာရဲ့။မနေ့ကမင်းအဖေလေးစားစရာဟင်းမကြမ်းလို့ဘာမှစားမသွားရဘူး။ ဦးသားအဖေအတွက်ခြံထားခဲ့ပါလေဗျအမေရလေအကုန်မစားပါဘူးဟုတ်လားအဒါဆိုအုပ်ဆောင်ရောတေချောင်းအုပ်ခဲ့လားကြက်ဒီပါရီများစားသွားလားမသိပါဘူးမင်းပြီပြောရတော့အမေကိုလေမင်းသားဟင်းကြအကုန်စားသွားပြီပကံကြမစီပဲဒီတိုင်းထားသွားတယ်တဲ့ဒါဆိုတေချာရေတာမစားဘူးဗျတာစားတဲ့ပကံဆိုတာမျက်စင်းနေကြပဲဥစ္စာအမေရလေဟုတ်ပါပြီဟုတ်ပါပြီ စလင်မီကအပြစ်မပြောပါဘူးတော့ရော့မင်းဖေကိုနေလေစာတမီတော့ပို့လိုက်အောင်နော်တော်ပေါ်လေးသူမစားမေးပြောက်သွားတဲ့ဟင်းကိစ္စကိုစဉ်းစားရင်းနဲ့အိမ်ကနေထွက်သွားတော့လေနောက်ရက်တွေမှာတော့တော်ပေါ်တရားဖိုးထုစီကိုရောက်ပါလေဖိုးထုဟာအော်ဒီတော့မင်းကမင်းအိမ်မှာဟင်းကနာကနာပြောက်တဲ့ကိစ္စကိုဖော်ထုတ်ချင်နေပေါ့ဟုတ်လားဒါကြောင့်ငါ့အောင်မင်းနဲ့တ냐အိပ်ပြီးဖို့လာခေါ်ရလားဟုတ်တယ် မေဒီညာတညာငါနဲ့လိုက်ပြီးစမှာကွာဒီပါမဲမသိတဲ့ကောင်ကြောင့်ငါရဲ့ကုံတွေကတော်တော်ညှို့နှဲနေပြီကွာအမေကလေအိမ်မှာတခုမပြောက်လိုက်နဲ့ပြောက်လိုက်တာနဲ့ငါပဲအဲ့လိုဖြစ်နေအောင်ကွာစိတ်ညစ်ပါလေအေးလေမလုပ်ကြတာပေါ့ကွာအတူတူပေါ်ထုတ်ပြီးတော့အဲ့ဒီကောင်စုံမလိုက်ကြတာပေါ့ဒီလိုနဲ့ညာရောက်တော့ဘိုးသူတယောက်တော့ဘောင်းရင်မှလိုက်တယ်ဘိုးသူက "तू ကဘယ်ချိန်လောက်ဆိုလာလေကွာတော့ပေါ့ကွာ"သူတိကျတော့မသိဘူး ငါလည်းတကားမှစောက်မပန်းမှုတကောင်ကြောကြောဆိုရင်တော့လာရီကွဟမ်ဒါဆိုငါတို့ကမအိပ်ပဲနဲ့တကောင်ကြောတိစောက်အောင်မှာပေါ့ဟုတ်တယ်လေကွာစောက်မီဖမ်းမှမို့မင်းကိုခေါ်ပါတယ်ဆိုကာလာတကားနဲ့လာတုံးနေသည်ဒါမသိဘူးလေကွာငါက9နိုင်10နိုင်ဆိုနားရည်ထင်တာ ਉ ကွာဒီလိုနဲ့အတော်ကြာစောက်နေရင်ကမိဖို့ကြောင့်နေရအတမ်းမလန်နေကိုစပြီးကြားလာရတယ်ဟဲ့ဘုဒ္ဓကြားလာအော်ဆောင်လန်နေတယ် ပကံယူတဲ့တန်နေကြလာအေးကြားတယ်အဲ့ဒါမင်းပြောရတဲ့သူလားဟုတ်တယ်အမေကငါမစားပါဘူးဆိုတော့ငါကြည့်စားတယ်ပဲပြောနေလားဒီနေ့ငါမျက်နှာအိုးမဲ့တော့တဲ့ကောင်ဖတ်ပြမှာဒလုံနဲ့ပေါ်တူနဲ့တော်ဘောတို့နေအောင်ကျင်းပတ်တဲ့နှစ်ခုကင်ပြီးအခန်းမြင့်ဘက်ကိုထွက်လာကြတယ်ခြေတန်ဖို့ပြီးမိဖို့ကန္နာကက်လာချိန်မှာထမင်းနဲ့အာရပါရစားနေတဲ့တန်ကိုကြားလိုက်ရတယ် စားလို့ကောင်းလိုက်တာကွာဟဲ့ဘုတို့ကြားရင်နော်ကြားရင်မလားအေးကြားတယ်တတိနေစမ်းမှာကွာမင်းလုံးမလေးဟိုကငါတို့အရင်မြင်ပြီးတော့ထွက်ပြေးသွားအောင်မေကွာအေးရောမတုပ်ပေါ်လေးတိတ်သွားပြီးနှစ်ယောက်သားအကွေကနေမတိမတာကြောင်းကျင်လိုက်ကြတယ်သူတို့မြင်လိုက်ရတဲ့အရာကြောင့်နှစ်ယောက်စလုံးကိုမျက်လုံးကိုမယုံနိုင်အောင်ဖြစ်သွားကြတယ်ဟဲ့အောင်အဲ့ဟာမင်းမဟုတ်ဘူးလားကွာဟန်တော့ပေါ့အဲ့ဒီမှာထမင်းနေစားနေရမင်းယုတ်ကြည့်လေငါ ငါမောက်တောင်ကိုတေးကြရဲကွဟိုဒီဒီကောင်ကငါပုံစံဟန်ဆောင်လာရေးတေးရမြလားကွာဟိုကြက်သိန်းထဆရာကြီးစားနေတယ်မှာဘလို့ဘလောင်နေအငက်ပြီးများကြာလာလားမသိဘူးအဲ့ဒီအချိန်မှာပဲသူတို့ကြည့်နေတဲ့သူကထမင်းစားတာပြီးသွားပြီဆိုတော့ထလိုက်တယ်ဟာဖျောင်ရဟမောင်မသူထနေပြီကွာသူထနေပြီအေးငါမြင်နေကွာဖျောင်မင်းမောင်မင်းမေကွာပုံစံရောမျက်နှာရောခန္ဓာကိုယ်ရောအကုန်မင်းမေမင်းမငငယ်ရ အမွားတွေဘာတွေများရှိရလဲဟာမရှိပါဘူးကွာမင်းရတယ်ဒါနဲ့ငါ့အမွားမှုပဲနဲ့ငါ့ပုံစံဟန်ဆောင်ထားတဲ့တရေရုံဖြစ်နိုင်မလားမဖြစ်နိုင်ဘူးကွာတရေတွေကအရင်မရှိဘူးမင်းနဲ့တူတဲ့ကောင်မှအရင်ရှိဖို့မှမြင်လားအဲ့လိုပြောပြီးအရေးကိုလက်ညှိုးထိုးပြနေတော့တော်ပေါ်နေတူတဲ့လူကအိမ်အောင်ဖေးရနေအိမ်ပြင်မှတ်ထွက်သွားတယ်ဟာဟဲ့ဟိုမမသူထွက်သွားပြီကွာလိုက်ရအောင်လာမြင်မြန် ဒါနဲ့သူတို့တတွေအနောက်ကနေပြေးလိုက်သွားကြတယ်။ဇွာလန်းလေးကိုရောက်တော့တူပေါ်ရဲ့ကိုပေါင်းကိုမြင်လာပြီးတူပေါ်ကအနောက်ကနေခုံမိဖမ်းလိုက်တယ်။မိမိကမိဘယ်ပြေးမှလဲ။အဲ့ဒီအချိန်မှာပဲကိုပေါင်းကလည်းတူပေါ်ကိုမြင်မြင်လန့်သွားတယ်။ဟမ်မိမိအမတကူကမြန်ပြန်လဲရနေရှိသည်။မိပါကိစ္စငါ့အိမ်ကထမင်းနေရင်လာကိုစားနေရ မင်းကမှလို့ငါပုံစံဟန်ဆောင်နေရတယ်ပြောနော်မပြောရင်မင်းကိုညာရင်းချင်းတကြီးလက်ကိုအပ်ပြမှာအဲ့တော့မှတော်ဘောကိုဘွားကမျက်နှာငယ်လေးနဲ့စပြောလာတယ်တကယ်တော့ငါကမင်းပါပဲဒါပေမဲ့ငါကတခြားကဘာလာနေသူပါဖေအောင်စကားကိုလူနာလေအောင်ပြောနော်မင်းကအခန်းထဲမှာအဆင်ပြေချင်ရတယ်ဆိုပြီးအထင်သေးပြီးစကားအမြင့်ကြီးရလာပြောမနေနဲ့ကွာငါနားမလဲဘူးဟိုနားလေအောင်ပြောရရင်ဆက်ဆောင်မလာရင်တပတ်တစ်ချက်စီမှာကပိုင်းနှစ်ခုရှိတယ်ပဲဆိုပါတော့ အဲ့ဒီကဘာမင်းနဲ့ငါတို့ရဲ့ကဘာလေဒါကြောင့်ကဘာနှစ်ခုဖြစ်နေရမို့ငါတို့ကလည်းနှစ်ယောက်ဖြစ်နေတဲ့သဘောပဲကွာဟမ်ဒါဆိုငါကဘာလဲမင်းတို့ကဘာမှရှိမှာပေါ့နော်ဟိုဒါဒါဆိုဟိုဒီဒီအောင်မင်းရွာလဲမင်းတို့ကဘာမှရှိမှာပေါ့ဟုတ်တယ်မင်းပြောသလိုပဲမင်းကနားလေလေသွားပြီငါတို့ကရှင်ကတော့အလေရဆက်ရဝတာဆိုတာကြီးခန့်နေရဆိုတော့တယောက်နဲ့တယောက်မစုံဖြစ်ကြတာငါတို့စုံလို့လည်းမရဘူးလीငါတို့ကပုံသူတွေဆိုတော့အင်းအဲ့ဒီတော့ငါနားလေပြီ ိုဒါဖြင့်စုံလို့မရတဲ့တခြားကဘာစီကိုမင်းဟာဘာလာလောက်တာလဲ။ဟိုတယ်လို့ပါ။အခုငါတို့ကဘာမှာမိုးမရတာငါးနေရှိပြီ။ငါတို့ရာမင်းတို့ရာလိုပဲလေယာဆိုင်ပြိုးကြီးကိုအဓိကထားပြီးတော့လောက်ကြရတာလေ။ဒါမင်းမိုးမရတော့တင်းနံနေမထွက်နိုင်ဘူး။ရှားခင်းနေလဲခင်းနေပြက်စီးကုန်နေ။ဒါကြောင့်ရှင်းရှင်းပြောရရင်တော့လူတွေစားကြံတော့ဆရာမရှိအောင်ကို ဖြစ်နေကြတယ်ပဲဆိုပါတော့ကွာ။အော်အဲ့ဒါကြောင့်မင်းတို့ကစားကြံတော့ဆရာရှိတဲ့ငါတို့ကဘာကို ချက်ကြောင်ဝရာကိုဖြတ်ပြီးတော့ကူလာကြတယ်ပေါ့ဟုတ်လားအဲ့တော့မှတုပ်ပေါ်လေးသဘောပေါက်သွားတယ်။အော်အဲ့လိုဆိုတော့လေငါကြားတာစိတ်မကောင်းဘူးကွာ။ဘလို့ဖြစ်ပြီးတော့အဲ့လိုဖြစ်သွားတာလဲကွာ။မိုးကဘာလို့မရွာလဲ။ငါမသိဘူးကွာ။မိုးဘာလို့မရွာလဲဆိုတာငါတို့တွေ့ရလုံးလည်းမသိဘူး။ဒါကြောင့်အခုတတိငါတို့ဒီပြဿနာကိုမဖြေရှင်းနိုင်သေးတာပေါ့ကွာ။မင်းတို့မိုးမကော်ကြဘူးလားကွာ။ဟိုလွန်ဆွဲတာတော့ဘာလို့ပေါ့။မကော်ဘဲနေမလားကွာ။နှုတ်တော်ပေါ့။ ဒါပေမဲ့မကြောက်ပါဘူးကွာဒါကြောင့်အခုငါတို့ကဘာလူတွေကဒီတန်းကိုမခံနိုင်တော့ပဲတခြားကဘာတွေကိုထွက်သွားကုန်ကြပြီရေဆိုရင်တော့ငါတို့စီကနေတွေ့ယူလို့ရတယ်ဒါပေမဲ့ငါတို့လည်းကဘာကြီးနဲ့ကြည့်ပြီးရှိတဲ့လူတိုင်းအတွက်ကြာပေးနိုင်မှာမဟုတ်ဘူးကွာမင်းတို့နဲ့မဆိုင်ပါဘူးဒီပြဿနာကလीဒါကြောင့်မင်းတို့ကိုအပူမကက်ချင်ပါဘူးကွာဒါပေမဲ့လေအပြိုင်ကမာမှာရှိနေတဲ့လူတွေကတခြားကမာတစ်ခုစီကိုကူးသွားရင်ကြာသူတို့အချင်းချင်းထိတိုင်တွေ့နေကြမှာပေါ့အဲ့လိုဆို ကဘာကြီးကဘာတွေဖြစ်သွားမလဲမသိဘူးနော်။ဖို့သူစကားကြောင့်ကိုဘွားကတော့အပြည့်ပြန်မပေးနိုင်ပြီဖြစ်သွားတယ်။ငါတို့မင်းတို့ရာစီကိုလိုက်ကြည့်လို့ရမလား။ဘလူလဲတော့ဘုံမင်းလိုက်ကြလား။လိုက်ကြတာမို့ကဟုတ်တယ်ငါတို့ကူညီမယ်။ဒါနဲ့တော့ဘောကိုဘွားလည်းအားတက်သွားပြီးဖို့သူတို့နှစ်ယောက်ကိုသူတို့ကဘာရာစီကိုခေါ်သွားတော့တယ်။ နဲ့သူတို့တွေညဝင်းချင်းပဲတခြားကမှအောင်မင်းဆောင်ရောက်သွားကြတယ်။ကိုဝါကရောက်ပြီဒီဟာကငါတို့ရဲ့အောင်မင်းဆောင်ပဲမင်းတို့ရွာနေဒီပုံစံနဲ့မလားအာအေးကွာဟုတ်တယ်ဒီပုံစံနဲ့ပဲကွာငါ့ရဲ့ငါရောဟိုဘက်ကမှမှရှိရနေရမှာပဲရှိတာလားဦးတူရာရီအများကြီးနဲ့မှမှမင်းတို့ကဘာနေမတူတဲ့နေရာတခုရှိတယ်ငါမင်းတို့ကိုလိုက်ပြမယ်ငါနောက်ကိုလိုက်ခဲ့ကြအဲ့လိုပြောပြီးရှေ့ကထွက်သွားတယ်ဖိုးတူနဲ့တို့ပေါ်လေးအနောက်ကနေလိုက်သွားကြတယ် တို့မြင်လိုက်ရတဲ့အရာကြောင့်အံ့ဩသွားကြတယ်။တို့ဘောကလေဒီလောက်ကြည့်တိအောင်လားကွာ။ငါမင်းပြောတော့ကဒီလောက်မဆိုးထင်နေရ။တို့မြင်လိုက်ရတာကပျက်စီးနေတဲ့လေခွင်းတွေတီးနဲ့ပင်နေနေချောက်သိနေတဲ့မြေစီလာတွေကိုပါ။ငါးနှစ်တောင်မုံမရတဲ့လေခွက်ကဒီလောက်ဆိုးတာပေါ့ကွာ။ဖိုးတို့နှစ်ယောက်လေဘလို့အပိစကားပြောရမယ်မသိဖြစ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲဓမီတလဲနဲ့ငပိန်တယောက်တို့နာအောင်ရောက်လာတယ်။ မင်းတို့ဒီမှာဘာလုပ်နေကြတာလဲအဲ့ဒီအချိန်တူဘောနှစ်ယောက်ကိုတွေ့လိုက်ရတော့လန့်သွားတယ်ဟမ်တူဘောကမလို့ဖြစ်ပြီးတော့နှစ်ယောက်ဖြစ်နေရတာလေဟာငါတို့စီကိုတမင်းသွားဆောက်တာကနေငါ့ကိုမိသွားကြတာလေအဲ့ဒါနဲ့ဒီကိုလိုက်လာခြင်းနဲ့ဆိုတာနဲ့ခေါ်လာခဲ့တာဘလို့ဖြစ်ပြီးဒီလိုဖြစ်သွားလဲဆိုတာမင်းတို့သိလားဒါကမင်းတို့နဲ့မဆိုင်ပါဘူးကွာမင်းတို့ငါတို့ဘူတွေကိုမျှခံမလို့ပါဘူးမင်းတို့ကိုယ့်ကမ္ဘာကိုယ်တိုင်ပြန်ကြပါဘယ်လိုမလဲကွာ ငါတို့ကိုဘာတွေပိုက်ဆိုင်ငါတို့စာနာနေတူတူပါပဲကွာငါတို့ပေါင်းပြီးတော့အပြေရှာကြမယ်လीငါတို့အဲ့ဒီပြေကိုရှာနေရငါးနေရှိပြီအခုတက်တီတော့မတွေ့သေးပါဘူးကွာအဲ့လိုပြောလို့ထွက်သွားတယ်ဖိုးသူက "तू ကဘာဖြစ်တာလဲတို့ပေါ့တကား तू ကတဲလူသားကိုတွေ့ခဲ့တယ်လို့ပြောဘူးလေဒါပေမဲ့သူ့စကားကိုရွာသားတွေကမယုံကြဘူးငါတို့ရွာပဲဆိုပါတော့တဲလူသားကလေဒီကဘာကိုပိုင်စည်းကျင်လို့အခုလိုလုပ်နေရလို့ပြောတယ်ဒါပေမဲ့ तू ပြောတာကဘယ်သူမှလက်မခံကြဘူး အဲ့ကလေးကသူ့လက်ဒီကိစ္စကိုလွတ်လွရှုလိုက်တော့တာပဲဒီငပင်ကငါတို့ရွာငပင်တွေကနည်းနည်းကွာသွားငါတို့ရွာငပင်ကတော့ဒီလိုမဟုတ်ပါဘူးအေးမော်လေးနည်းနည်းတော့ကွာမှာပေါ့ထားပါတော့ငါတို့ကိုအဲ့ဒီတဲလူသားရှိရဲ့စီကိုခေါ်သွားပေးပါလားသူဘာမှရှိမှန်းငါမသိဘူးအဲ့ဒါကြောင့်လေငပင်ပြောတာကိုဘယ်သူမှမယုံကြတာပေါ့အဲ့ဒီအချိန်ထွက်သွားတဲ့ငပင်ကပြန်ရောက်လာတယ်သူဘာမှရှိလဲဆိုတာငါသိတယ်ငါတို့သူ့ကိုတိုက်နေတယ်ဒါပေမဲ့ ငါတို့မှာလုံလောက်တဲ့ရေမရှိတော့သူ့ကိုတိုက်ဖို့ရေရှိတော့ငါငါရွာသားတွေကိုပြောတယ်။ရွာသားတွေကလက်မခံကြဘူး။ရင်းနဲ့တိုင်ရတယ်လား။အဲ့ဒီအတွက်ဆိုငါတို့ကူညီမယ်။ငါတို့ကဘာကနေရေယူလိုက်။ပြီးရင်ဒီတဲလူသားကိုငါတို့တိုက်ကြမယ်။တဲလူသားကဘာလို့ရင်လူကြောက်တာလဲငါပေးရင်ငါနားမလဲလို့ရှင်းပြမအောင်။ဒီလိုကတဲရရေဆိုသွားရင်လွန်လင်းနဲ့လှုပ်ရှားလို့မရတော့ဘူးလေ။သူ့ရဲ့အသက်ကိုရေကထိန်းချုပ်သလိုဖြစ်ပြီးသူ့အသက်တူတယ်ပေါ့ကွာ။အဲ့ဒါကြောင့် သူ့အရှိကိုကြောက်တယ်။ဒါကြောင့်မိုးမရအောင်သူ့စီမံတကူတော့လှုပ်တာပုံရတယ်။ဒါကြောင့်ငါတို့ကသူ့ကိုတိုက်ပြီးသူ့စီမံကိုဖျက်ရမယ်။ဒါမှမိုးပြန်ရမှာ။ရတယ်။ငါတို့တိုက်ကြမယ်။ဒါဆိုငါတို့ကမှမှရေပြန်သွားရောက်ကြစို့။တလုံးနဲ့ရေရွေတင်လာကြပြီတဲလူသားရှိရဲ့နေရာရောက်တော့ငပင်ရရှူလာတဲ့ရှူရီနဲ့နည်းနည်းစီပတ်ပြီး အပြင်ထွက်လာအောင်လုပ်လိုက်တယ်။ပိုဒူတို့ကဘသူ့အမမမြင်တာနဲ့ငပိတ်ကိုငပိတ်ဘာမှလဲမင်းပြောတဲ့တဲလူသားသူဒီနားမှာပဲရှိရဲ့ဓမ္မတွေ့လားဒီနေရာငါတို့ရွာထဲမှာတဲအများဆုံးနေရာပဲကွာသူဒီမှာနေရာခဏဆောက်သူကနေနိုးလာလိမ့်မယ်အဲ့လိုပြောပြီးငပိတ်လဲစက်တိုင်းရှင်ရီနဲ့တဲကိုပတ်တော့အဲ့ဒီကမှရှင်ကိုမကြိုက်တဲ့တဲလူသားလေးတဲတွေကြတဲ့ဝိနည်းကလှုပ်လာတော့လေပိုဒူက ုတ်လာနေပြီရှေ့မှာလှုပ်လာပြီတဲလူသားလေးရေနဲ့ပတ်ပြီးအနှုတ်ခံလိုက်ရတာဆိုတော့ဒေါသထွက်ပြီးနိုးလာတော့လေဗာလေးကွာမင်းတို့တွေကျွန်တော်တို့ဒီပါလုံးတဲလူသားကြောင့်ဒုက္ခရောက်ကုန်ပြီဗျအဲ့ဒါအခုကြင်ရင်ရွာကနေထွက်သွားဗျဟာဟာငါကဘာလို့ထွက်သွားရမှာလဲကွာထွက်သွားချင်ရင်မင်းတို့ရွာသားတွေထွက်သွားလိုက်လေမင်းတို့ရွာသားတွေထွက်သွားတော့ဒီရောင်ငါလွယ်လွယ်လေးနဲ့အပိုင်သိမ့်လိုက်ရုံပဲကွာငပိန်လဲစိတ်တူသွားတယ်ငပိန်ဆိုရဲကျွန်တော်ရှိနေသည် အဲ့လိုဘတော်မှဖြစ်မှာမဟုတ်ဘူးဗျပိုဒူရိုကလည်းကြံစီထားတဲ့အတိုင်းတဲလူသားကိုရေရည်နဲ့ပတ်လိုက်ကြတယ်ဒီညာကတော့တဲလူသားရဲ့နောက်ဆုံးညာပဲဖြစ်စီရမှာဟာမင်းတို့ရေရည်ပဲရချာလေဟိုရေရေရည်ဟာရွာထဲမှာမရှိတော့ဘူးမလားဘဲကရလေဆိုတော့ဘာလို့ပြောရမှာလဲဒီလိုနဲ့ဇတိုင်းတဲလူသားကိုရေနဲ့ပတ်လိုက်တော့တဲလူသားလည်းငပိန်တို့ကိုတိုက်ခတ်လို့မရပဲဖြစ်နေရတယ်အဲ့ဒီချိန်မှာငပိန်ကတဲလူသားကိုဝင်းပြီးတိုက်ခတ်နေတယ် ကဲဟာကဲကျွန်တော်တို့ကလည်းဒုက္ခရှောင်လုပ်ချင်တပတ်မှလည်းပိုးသူတို့ကစီပိုင်းကရှိရင်းနဲ့ပတ်နေအောင်ဆိုတော့တဲလူသားရှောင်မရတိုင်းမှာနောက်ဆုံးတော့ငပိတ်တိုင်းမှာမှောက်သွားတယ်အမလေးပြတဲလူသားမှောက်သွားတဲ့ဒီပိုင်းနဲ့သူ့မိုးမြအောင်လုပ်တာနဲ့စီမံနေလည်းပြောက်သွားပြီကောင်းမြန်လာနေမိုးရီရွာချလာတော့ပြီတုတ်ပေါင်းကိုပါလေဟာမိုးမိုးရီရွာချလာပြီကွာမိုးရီရွာချလာပြီဒါဒါငါးနေမှာ ထမဆုံးရွာနေမိုးပဲကွာမပင်လေကောင်းကင်ကနေရွာကြနေမိုးကိုကြည့်နေနှိတိတွေဖြစ်နေတာတဲလူသားကတော့မိုးရိပ်တွေကြောင့်မှဒစဒစနေအသက်ပြောင်းသွားသေးတော့အဲဒီတော့မှကပင်ကပို့ထုတို့ကြည့်နေကျေးဇူးတင်ပါတယ်ကွာမင်းတို့ကုညင်လို့ငါတို့လုံနိုင်တာပါဒါရင်ပြောနေစရာမလိုပါဘူးကွာကုညင်ရမှာပေါ့ငါတို့ကကဘာချားနေပြီမဲ့လေတငယ်ချင်းနေပြန်ဟာအိမ်နောက်တော့ဖိုတူတို့တတိတပည့်ရွာက ပိန်တဲ့တို့ပေါ်နှုတ်ဆက်လို့ရှားဟုတ်ပြန်လာခဲ့ကြတယ်